နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်ဝမ်အရေးဂျပန်ဝန်ကြီးချုပ်မှတ်ချက်စကားကြောင့်တရုတ်နဲ့ဂျပန်အကြားမှာအငင်းပွားမှုတွေရှိနေစဉ်မှာတရုတ်မှာရောက်ရှိနေကြတဲ့ဂျပန်နိုင်ငံသားတွေဟာလုံခြုံရေးဂရုစိုက်ဖို့နဲ့လူထုထက်တဲ့နေရာတွေကိုရှောင်ရှားဖို့ဂျပန်အစိုးရကတိုက်တွန်းပါတယ်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာရင်ဂျပန်ရဲ့ရှင်သန်ရက်တီမှုအပေါ်ချင်းချောက်ရရောက်နိုင်တဲ့အတွက်စီရေးတုံ့ပြန်ဆွဲဖက်မှုတွေလုပ်ရနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ် ဆာနာအဲလ်တာကာအီရှိကဂျပန်လွှတ်တော်အမတ်တွေကိုပြောပြီးတဲ့နောက်တရုတ်နဲ့ဂျပန်အကြောင်းမှာအငင်းပွားမှုတွေပေါ်ပေါက်လာတာပါမနေ့ကပိတ်ကျင်းမှာကျင်းပပြုလုပ်ခဲ့တဲ့ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကအကြီးတန်းအရာရှိတဦးနဲ့တရုတ်ဘက်ကအဆင့်တူအရာရှိတဦးတို့နှစ်နိုင်ငံအကြားတင်းမာမှုပြေလျော့စေဖို့တွေးဆောင်ခဲ့ကြပေမဲ့အခြေအနေထူးခြားပွဲမရှိသေးပါဘူး ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကတော့သူတို့အပိုင်နေမည်လို့ပြောဆိုထားပြီးလိုအပ်ပါကအင်အားသုံးသိမ်းယူနိုင်တယ်လို့ဆိုထားပေမဲ့ထိုင်ဝမ်အစိုးရကတော့ဒါကိုပြေချထားပါတယ်။လက်ရှိမှာတရုတ်ကိုရောက်ရှိနေတဲ့ဂျပန်နိုင်ငံသားတွေအနေနဲ့ကိုရောက်ရှိနေတဲ့နေရက်ဒေသဒလစ်ထုံထမ်းစင်လာတွေကိုလေးစားလိုက်နာဖို့နဲ့တရုတ်လူမျိုးတွေနဲ့ဆက်ဆံခြင်းမှာဂရုစိုက်ကြဖို့တူဦးတွေခရီးသွားလာခြင်းတွေမပြုလုပ်ကြဘူးနဲ့ အသွားလာတဲ့ဂယုစိုက်ချဖို့ကိုဂျပန်တန်ယုံကနိုဝင်ဘာလ18ရက်နေ့မှာတတိပေးထားတာဖြစ်ပါတယ်